ကချင်းပြည်နယ်ဖားကံမြို့နယ်မှာဇွန်လ20ရက်နေ့ညပိုင်းကရေစာပုံပြိုကျတာကြောင့်မော်ရှန်ကုန်းကြေးရွာကရေမစေးကြောက်ရှာဖွေသူနှုတ်တိတ်ဆုံသွားတယ်လို့ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။ရေမစေးကြောက်ရှာဖွေသူနှုတ်ဟာဇွန်လ19ရက်နေ့ညနေ6နာရီအချိန်ကလေးကကြောက်ရှာဖို့ကြေးရွာကနေထွက်သွားကြတာပါ။ညအချိန်ထိပြန်မလာတာကြောင့်နောက်တနေ့မှလိုက်လံရှာဖွေရမှာရေစာပုံပြိုကျထားတဲ့နေရာနေမှာ သူတို့ယူဆောင်သွားတဲ့ကြောင်ဆိုင်တူဖွဲ့ရမှာအသုံးပြုတဲ့အထူးစီတမျိုးဖြစ်တဲ့မျောဖက်ကိုတွေ့ရှိရတယ်လို့သိရပါဗျ။ဖာကန်ဒေတာကန်တအူကစူလူမန်ကုမ္ပဏီကစွန့်ပစ်မြေစာပေါင်းအဟောင်းကြီးပေါ်တော့တည်ဆောင်သွားသူတွေကိုလည်းထုတ်လို့မရဘူး။မြေစာပေါင်းဟောင်းဖြစ်နေတော့တူလိုက်တာနဲ့အထောက်ခံမရှိတော့အကြောင်းတစ်ခုဖြစ်တာနဲ့သူကပြုံမလို့ CJ platform ကိုပြောပါဗျ။ပြောကြခဲ့တဲ့မြေစာပေါ်အဟောင်းကမိုးကရွာအတက်လမ်းမှာရှိတဲ့မြေစာပေါ်အဟောင်းဖြစ်တယ်လို့သူကဆက်ပြောပါတယ်။ သေဆုံးသူတွေကိုပြန်ဖော်ထုတ်ဖို့ပရိုက်တာအဖွဲ့တွေကစ조사ကြပေမဲ့လူရင်အားနဲ့ဒူဖော်ပါကမြေစာပုံထပ်မံပြုတ်ကြဖို့အန္တရာယ်ရှိတာကြောင့်ဒူဖော်လို့မရသေးဘူးလို့သိရပါတယ်။သေဆုံးသူနှစ်ဦးကိုဒူဖော်နိုင်ဖို့စစ်ရဲနေရာတွေကိုအုံပြုလို့ရပေမဲ့စစ်ကောင်စီရန်ကြောင်ဖားကတ်မှာရှိတဲ့စစ်ရဲနေရာတွေမထွက်ရတာကြောင့်အကူအညီတောင်းလို့မရဘူးလို့လည်းသိရပါတယ်။စစ်ကောင်စီက ဖာကန်မြို့နယ်အတွင်းဝင်ရောက်လာပြီးနောက်ဖာကန်မှာရှိတဲ့ကြောက်လုတ်ကွက်တွေကဆက်ရည်နေရတွေကိုမိရှုပ်ဖြစ်စီနေပါတယ်။ဒါကြောင့်လုပ်ငန်းရှင်တွေဟာဆက်ရည်နေရတွေအားလုံးသိသိကလုပ်ငန်းရထားလိုက်ကြတယ်လို့သိရပါတယ်။ဖာကန်ဒေသတစ်ခွလုံးကလုတ်ကွက်တွေအတော်များများကတော့ဖဖိုးတဲ့စက်တန်တွေမကြားရတော့ဘူး။လုတ်ကွက်တွေထဲမှာလည်းလေယာဉ်တွေဖြစ်သွားတော့ရေမစေးတွေဝင်တူးကြတော့လို့ဒေသခံတအူကပြောပါတယ်။ တေဆောင်သူတွေကိုတူဖို့ဆယ်ရည်များကူညီပေးလိုကြပေမဲ့ဘသူကူညီရဲဆိုတာကို စစ်ကောင်စီကသိရှိပြီးအန္တရာယ်ပြုမှာကိုစိုးရိမ်တာကြောင့်မကူညီရကြဘူးလို့လည်းသိရပါတယ်ရှင်။အခုလိုသတင်းတွေကိုပုံမှန်မျှဝေပေးနိုင်ဖို့ ਨੇ CJ Platform သတင်းဌာနရဲ့ရေရဲ့ဒီနိုင်ရဲ့အတွက် YouTube မှာလည်း CJ Platform လို့ရှာဖွေပြီးဝင်ရောက်နားဆင်နိုင်ပါတယ်။သတင်းအသစ်အသစ်တွေကိုအချိန်နဲ့တပြေးညီရရှိဖို့အတွက် ကျမတို့ရဲ့သတင်း channel ကို like and subscribe လုပ်ဆောင်ပြီး notification လေးကိုဖွင့်ထားကစောင့်ကြည့်နိုင်ပါတယ်ရှင်။